ပြောပြဇွဲတို့တို့တာဘောတို့လေးကြီးလေးကြီးပြောခဲ့ကြတဲ့အုပ်စုတွေအခုဘဲအောင်လေးလေးမေးကြည့်ကြပါဦးကျွန်တော်တို့မေးကြည့်ကြပါဦးပြီးရင်တို့ရှိနေတဲ့နေရာလေးကိုလည်းတတ်သိချင်း24နာရီအတွင်းစရိုက်နေပြနေပြကြည့်ပါလို့ဘာလို့လဲတက်က24နာရီတို့ရှိနေတဲ့နေရာရောက်လာပြီးမှမဟုတ်လို့လို့နော်ပြေးတာပဲထိတ်ဆုံးပြေးဖြစ်လာရင်တို့ထိတ်ဆုံးပြေးတယ်အခုငဇွဲတို့တာဘောတို့ဆိုဖြစ်လာရင်ထိတ်ဆုံးပြေးတာပဲလုံးဝလုံးဝခင်ဗျားဖြစ်တဲ့အချိန်မှာ PDF ညီငယ်ညီမငယ်တွေထားခဲ့ပြီးတို့ပြေးတာ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစေအားလုံးလည်းရှိတဲ့နေရာတိတိမှာ baking လုံခြုံကြမှာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါရစေရှိဥဆိုကျွန်တော်အားလုံးကိုမင်္ဂလာရှိသောနေ့နဲ့ခင်လေးပါလို့ရှိဥဆိုလို့ဆလိုပါရစေကျွန်တော်ဒီနေ့မှာဆိုရင်တော့ October 9ရက်နေ့အင်ကာနေ့ရဲ့မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထိုးများကိုကျွန်တော်တူချုပ်ပြီးမှတင်ဆက်ပေးမယ်အနောက်မှာဆိုရင်လည်းပဲကျွန်တော်ဗီဒီယိုကြည့်ဖို့အတွက်ကျွန်တော်လေး follow ကိုကျွန်တော်ထည့်ပေးထားတာဖြစ်ပါရစေကျွန်တော်ဒီနေ့မှာပထမဦးဆုံးအနေနဲ့ကျွန်တော်တိုက်ပွဲသတင်းတွေနဲ့ကျွန်တော်အရင်ဦးဆုံးစားရအောင်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်ရခိုင်ယူမဖက်မှာအာရခတ်တူအေအေရဲ့ ့အထူးသတင်းကောင်တစ်ခုကိုကျော်သိဆက်ပေးချင်တာဖြစ်ပါတယ်ရခိုင်ယူမအရှိချမ်းတောင်ကုတ်ပရောင်းကားလန်ပေါ်ရှိလီတာတောင်ကိုထူးစစ်စင်လာတဲ့အချမ်းဖတ်စစ်ခွေးစစ်ကြောင်းဟာအော်တိုဘာလ6ရက်နေ့နာနေ့ကအထိနာအများပြားရရှိခဲ့ပြီးဒဏ်ရာတူတွေကိုဆွဲထုတ်ကာနောက်ဆုတ်သွားခဲ့တယ်လို့သိရရှိခဲ့ထားတာဖြစ်ပါတယ်ဒီတာအတွင်းစစ်ရေးရင်းမြစ်တူကပြောကြတာကတော့ယူပေါ်ကိုအင်အား300နဲ့ထူးစစ်စင်လာတဲ့စစ်ကြောင်းကိုအေးအေးနဲ့ပူပေါင်းတဲ့တော်လိုင်းရေးတပ်ဖွဲ့တပ်တွေကနေရာကောင်းကနေကြားဖြတ်တိုက်တာ drone တွေလက်နက်ကြီးတွေကိုပါအုံပြုတ်ပြီးတိုက်တာ စစ်တပ်ကအကြဆုံးတော်တော်များတယ်တည်တဲ့သူတွေလည်းများတယ်ဒဏ်ရသူတွေလည်းဆွေးထုတ်ပြီးနောက်ဆုတ်သွားခဲ့တယ်လို့ကျွန်တော်ပြောကြားထားတာဖြစ်ပါတယ်မနေ့ကဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်လီတာတောင်2စစ်စင်လာတဲ့အချမ်းပတ်စစ်ခွေး300ကျော်လောက်ကို AA ကတော့ရှင်းပစ်လိုက်ပြီးမှစစ်ခွေးတွေကတော့ဒီနေ့မှဆို11ပြန်လည်ပြီးမှနောက်ဆုတ်သွားပြီလို့သိရှိရတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်မန္တလေးဒေသတောင်တာမြို့နယ်နဲ့ပတ်သက်ပြီးမှအထူးသတင်းကောင်းတစ်ခုကိုပဲကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်မန္တလေးဒေသတောင်တာမြို့နယ်မှာအချမ်းပတ်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုက်ပို ူပေါက်တပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ခွေးဘူတအူအပါဝင်စကားစားတပ်ဖွဲ့ဝင်စစ်ခွေး15កောင်လောက်ကတော့တည်ဆုံးခဲ့တယ်လို့ဒနုတပ်ဖွဲ့ DSNDA ကအော်တိုဘာလ6ရက်နေ့မှာထုတ်ပြန်ချက်အရတွေးရှိရတာဖြစ်ပါတယ်။ဒါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှမလိုင်ပန်းအိုက်ဘက်မှာရုံစင်ကြီးကြီးရောဘက်သို့စစ်ကြောင်းထုတ်လာတဲ့စကားစားအင်အား300ကျော်ပါစစ်ကြောင်းကိုရုံစင်ကြီးနဲ့ပန်းအင်ကြားစင်ချီယာဖရားအနီးစက်တင်ဘာလ9ရက်နေ့ညနေ9:00နာရီခန့်မှာတိုက်ခိုက်ခဲ့ရမှာလဲကျွန်တော်တို့ဘူတအူအပါဝင်စကားစား15កောင်ကတော့တည်ဆုံးခဲ့ပြီးအများပြားထိခိုက် င်တိုင်ရရှိခဲ့တော့တယ်လို့လည်းဆိုထားတာဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။ဒီအရာနဲ့ပတ်သက်ပြီးမှကျွန်တော်ပြည်သူတွေကဘယ်လိုခွန်မဲလဲဆိုတော့ anti move ဆိုတဲ့တူကတော့ပြည်သူရဲဘော်တွေဘေးကင်းကြပါစေဆိုပြီးမှတော်လိုက်တက်ဖွဲ့တွေတခွန်မဲပေးထားပြီးနောက်ထပ်အနေနဲ့ပြည်သူတယောက်ကလည်းတနာတာဘောမလေးတွေဥပေးနေကြတာအချိန်ကိုမှန်လို့ဆိုပြီးမှခွန်မဲလာတာဖြစ်ပါတယ်။တစဉ်ချစ်သူဆိုတဲ့လူကလည်းဘေးကင်းကြပါစေအကူတို့ရဲဆိုပြီးမှတော်လိုက်တက်ဖွဲ့တွေတွေ့ပေါ်တော့ကျွန်တော် sharing တွေပေးသွားတာဖြစ်ပါတယ်။ပြည်သူများကတော့တော်လိုက်တက်ဖွဲ့တွေဘက်မှကျွန်တော်ရက်တီနေဆဲဆိုတဲ့ဒီလိုမျိုး comment တွေတွေ့ရတဲ့အတွက်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော် Mandalay တာဖစ်မှာတောင်တာမြို့နယ်မှာဇင်လဲပဲ6ခွေး15កောင်းတဲ့ဘူတကောင်ကတော့ဗောနောမလခီယာဖြစ်သွားတဲ့တော်လဲအီမတန်မတရင်ကောက်ဖြစ်ပါတယ်။တစ်ဆက်ထဲမှာဇင်လဲပဲကျွန်တော်ကရီနီပြည်နယ်လွန်ကော်မြို့ရဲ့အထူးတရင်ကောက်တစ်ခုကိုကျော်သိဆက်ပေးလိုတာဖြစ်ပါတယ်။ကရီနီပြည်နယ်လွန်ကော်ဒီမော့ဆူခရိုဆူမြို့နယ်မြောက်တွင်နီစီနီပါတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကအရာရှိအပါအဝင်စစ်တပ်အများပြည်တည်ဆုံးကရင်းစစ်တပ်စစ်ကြောင်းများမှစစ်သား3ဦးလက်နက်ခဲရမ်းများနဲ့အတူအလင်းဝင်လာခဲ့ကြောင်း KNDF ဘဟုတရင်ပြန်ကြားရေးဌာနကမနေ့ကထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီမော့ဆူ ဆူနှင့်လွန်ကော်မြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားနေသောကြောင့်ပြည်သူများအနေဖြင့်လက်နက်ကြီး drone နှင့်လေကြောင်းတိုက်ခိုက်မှုအန်ဒရယ်များကိုတတိရှိကြရန်နှင့်တိုက်ပွဲဖြစ်ပွားနေသောဒေသများသို့မလိုအပ်ပါကခရီးသွားလာခြင်းများမပြုလုပ်ကြရန် KND ရဲ့ဗဟိုကလည်းမနစ်ကအထူးတိုက်တွန်းထားတာဖြစ်ပါတယ်မတမတဲ့နေကောင်းဖြစ်ပါကျော်ကရီနေပြည်နယ်လွန်ကော်မြို့ဖက်မှဆိုလည်းပဲစစ်ခွေအများပြားကတော့ဒါရရှိခဲ့ပြီးမှစစ်ခွေသုံးကောင်ကလည်းကျွန်တော်တို့တော်လိုက်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဖို့အတွက်အလင်းဝင်လာခဲ့တယ်လို့လည်းသိရှိရတာဖြစ်ပါတယ်ဒီတဲ့နေနဲ့ပတ်သက်ပြီးမှကျော်ပြည်သူများဖက်ကနေ comment ကဆိုလည်းပဲမိမိအတက်ရှိ င်ဖို့အတွက်မြန်မြန်အလင်းဝင်ကြဆုပ်ဆိုပြီးမှစစ်ခွေးတွေကိုမာချက်ခဲ့ပြီးတီပစီဆိုပြီးမှလည်းဒီမှာကျွန်တော်ခွန်မင်းတယ်လို့လည်းရှိတယ်ပြီးတော့စစ်ခွေးချင်းကြမတာများပါစီဆိုပြီးကျွန်တော်ပြည်သူများကတော့ရရဆက်ဆက်ကိုခွန်မင်းတော့တာဖြစ်ပါတယ်အဲ့မတမ်းမအားရဆက်ခွန်မင်းနေဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆင်လည်းပဲကျွန်တော်တင်းတာရီတိုင်းမြိတ်မြုပ်နယ်ရဲ့အထူးတင်းကောင်တစ်ခုကိုကျွန်တော်တိဆက်ပေးလို့တာဖြစ်ပါတယ်တင်းတာရီတိုင်းမြိတ်မြုပ်နယ်တုံးပြော်ကြီးကြီးရွာရှိအချမ်းပါစစ်တပ်ကစကန်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးစစ်ကောင်စီတပ်ဘက်မှ၃ဦးတိဆုံးခဲ့ကြောင်းမြိတ်မြုပ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတောင်းရှိတူတူကတော့ကျွန်တော် ်မနစ်ကပြောကြားလာတာဖြစ်ပါတယ်။အကြောင်းအရာကတော့စက်တင်ဘာလ29ရက်နေ့တွင်အင်အား10ဦးခန့်ဖြင့်တဆွေးထားသောအချမ်းပတ်စစ်တပ်ကစခန်းကိုတွန်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရတာဖြစ်ပါတယ်။စစ်ခွေးသုံးကောင်ကတော့မလခီယာချစ်ချင်းဖြစ်သွားပြီးကျွန်တော်ရဲဘော်တွေအထိအခိုက်မရှိပြန်လဲဆုတ်ခေါ်နိုင်ခဲ့တယ်လို့လည်းကျွန်တော်တာဝန်ရှိသူတွေထားကနေသိရှိရတာဖြစ်ပါတယ်။အင်မတန်မှတရင်ကောင်ဖြစ်ပါကျွန်တော်စစ်ခွေးများပြားကလည်းပေါ့နော်ဆယ်ကောင်ထက်မနည်းကတော့ကျွန်တော်တို့တရင်တိုက်တိုက်ဖွဲ့မှာလည်းမလခီယာဖြစ်သွားတယ်လို့သိရှိရပြီးကျွန်တော်ပြည်သူဖက်ကနေ comment တစ်ခုဆွေးရလဲပဲအပြစ်မဲ့သူတွေက ိုတပ်ဖြတ်ဓမြတိုက်နေတဲ့သူတွေအားမပေးဘူးဆိုပြီးမှပြောကြားထားတာဖြစ်ပါတယ်။သူများကတော့ကျွန်တော်တော်လည်းတဖွဲ့တွေနဲ့ပေါ့နော်အခုချိန်မှာတစ်စက်တည်းရှိနေသေးတယ်ဆိုတော့ကျွန်တော်ကွန်မန့်တွေကနေတွေးရှိရတဲ့အတွက်အင်မတန်မှရစရာတွေပဲဖြစ်ပါတယ်။တစ်စက်တည်းမှာဆင်လည်းပဲကျွန်တော်ကချင်ပြည်နယ်ဗမော်မြို့ကို KAI ကတော့လက်ရှိမှာတင်ပိုက်နေဆဲပဲဖြစ်ပါတယ်။ဒီအရင်နဲ့ပတ်သက်ပြီးမှဗမော်မြို့တင်သက်ပွင့်နဲ့ပတ်သက်ပြီးနောက်ဆုံးရအထူးသတင်းထုတ်များကိုကျွန်တော်တင်ဆက်ပေးလိုတာဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေတင်ပိုက်ထားတဲ့ဗမော်မြို့ကိုစစ်ရှုံးကောင်စီတပ်နဲ့ရှမ်းနေအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေပြန်လည်ထူးဆစ်ဆင်လာနေပြီးနှစ်ဖက်တပ်တွေတိုက်ပွဲပ ြင်းထန်နေတယ်လို့စီတည်ရင်းမြစ်သူကပြောကြားလာတာဖြစ်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ကစလို့ဟိုမလင်းမြို့နယ်မှာရောက်ရှိတဲ့တပ်မ33လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့တွေနဲ့နေမြခံ SNA တပ်သားတွေပူးပေါင်းပြီးတော့ထိုးစစ်ဆင်လာတယ်လို့သိရှိရတာဖြစ်ပါတယ်လက်ရှိတော်လိုင်းအင်အားစုတွေဟာတိမ့်ပိုက်ထိန်းချုပ်ပြီးသားဗမော်မြို့ကလက်ကမခိုးရွာနဲ့စစ်တောရွာတွေကနေခဏတာနောက်ဆုတ်ထားရပြီးအဲ့ဒီကြီးရွာတွေအနည်းတဝိတ်မှာပဲတိုက်ပွဲလဲပြင်းထန်နေတယ်လို့ကျွန်တော်ပြောကြားပြီးမှသိရှိရတာဖြစ်ပါတယ်ကြည့်ခုချိန်မှာဆင်လဲပဲစစ်ခွေးကောင်စီကတော့ပေါ့နော်ရှမ်းနေမြောက်တဲ့ SA င်နေနဲ့ပူပေါင်းပြီးမှဘုံဘုံမျိုးကိုဒီကောင်တွေကတော့ KL လက်ထက်နဲ့ပြင်ရချင်လို့အခုချိန်မှာပူပေါင်းပြီးမှဘုံဘုံထူးစစ်စင်နေစင်နေတယ်လို့သိရှိရတာဖြစ်ပါတယ် KL ဒီအမြန်ဆုတ်ပေးခင်ပါစီပြီးတော့ဒီဘုံဘုံမျိုးကို KL လက်ထက်မှာပဲရောက်ပါစေဒီစစ်ခွေးကောင်စီလက်ထက်မှာမရောက်ပါစေနဲ့လို့ပဲကျွန်တော် wish ပေးပြီးမှဆုတောင်းပေးလိုတာပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော် RK တူ AA နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထိုးတစ်ခုလေးကိုကျွန်တော်တင်ဆက်ပေးလိုတာဖြစ်ပါတယ် RK တူ AA ကိုတရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ်တတ်မှတ်ရန်တောင်းဆိုမှုရခိုင်ဒီတာများကတော့အများပြထောက်ခံနေပြီလို့သိရှိရတာဖြစ်ပါတယ် တည်င်းစုံလင်ကတော့ဒီသက်တစ်ခုလုံးကိုအုပ်ချုပ်ထားပြီးစူးမှုထားပြီးတော့မှအုပ်ချုပ်ရေးရန်တရားတွေလည်းလေပတ်နေတဲ့အနေမြေတစ်ခုကိုလောလောဆယ်အုပ်ချုပ်ထားတဲ့စူးမှုထားတဲ့ ULAAA ကိုအစိုးရအဖြစ်သတ်မှတ်ပေးရမှာကဖြစ်တဲ့ကိစ္စပါလက်ရှိမှာကျွန်တော်ရခိုင်ဒေသက ULAAA ကအုပ်ချုပ်ရေးရန်တရားတွေလည်းဖော်ဆောင်နေပါပြီအောင်လဲအောင်မြင်နေပါပြီအဲ့ဒီဒေသကဒီသက်ခံပြည်သူလူထုတွေလည်းတခြားဒေသမှာနေတဲ့လူမျိုးစုအကုန်လုံးနဲ့လည်း ULAAA ရဟာဇတဖြစ်နေပါပြီ ULAAA ရဲ့အုပ်ချုပ်မှုတ ရစီမှုတွေကိုလည်းရခိုင်တွေအပြင်အဒီဒီသားမှာရှိတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကလည်းတခြားလူမျိုးစုတွေကလည်းအကုန်လုံးကလည်းလက်ခံနေကြပါပြီလို့ကျွန်တော်ဒီမှာသတိမှတ်တွေ့ရှိရထားတာဖြစ်ပါတယ်အခုချိန်မှာဆိုတော့ကျွန်တော်ရခိုင်ဒီသားတစ်ခုလုံးကိုအာရခတ်တူအေအေအုပ်ချုပ်ဖို့တော့ပေါ့နော်ကျွန်တော်ရခိုင်ဒီသားများကတော့ထောက်ခံမှုတွေပေးနေပြီးမှမဲပေးနေပြီဆိုတာတွေ့ရှိရတာဖြစ်ပါတယ်ကျွန်တော်ပြည်သူများကလည်းဘယ်လိုပြောလဲဆိုတော့ရခိုင်လူမျိုးတိုင်းထောက်ခံအပ်တဲ့တောင်းဆိုမှုတစ်ခုပါအေအေကိုအစိုးရအဖြစ်တောင်းဆိုခြင်းဒီမြန်မာပြည်မှာခွဲထွက်ခွင့်မဟုတ်မြန်မာပြည်ရဲ့မူလမြေပုံအတိုင်းရပ်တည်နေထိုင်သော မည်အစိုးရအဖြစ်တောင်းဆိုခြင်းဒီအနောက်အုပ်စုအကြံဖတ်အာဆာတွေကိုကင်တွေဖြည့်ရှင်းရတွင်လည်းထိရောက်မှုတော့ဒီထက်ပိုရှိလာနိုင်ပြီပြီးတော့ကျွန်တော်နောက်ထပ် comment တစ်ခုကတော့ရခိုင်ပြည်နယ်ထဲမှာရခိုင်လူမျိုးတစ်မျိုးတည်းနေထိုင်တာလည်းမဟုတ်တို့တစ်မျိုးပိုင်တာလည်းမဟုတ်၎င်းပြည်နယ်ရဲ့တိုင်းရင်းသားပေါင်းစုံတို့လက်ခံမှသာရမှာနော်ရခိုင်တစ်မျိုးတည်းထောက်ခံတာကအလကားပဲလို့ပြောချင်ပါတယ်ဆိုပြီးမှ comment တစ်ခုလည်းတွေ့ရှိရတာဖြစ်ပါတယ်ပြည်သူတို့ကရောအရခတ်တူအေအေကရခိုင်ဒီသားတစ်ခုလုံးကိုစုမှုမှာကိုကျွန်တော်တို့ထောက်ခံပါသလားထောက်ခံလားမထောက်ခံလားဆို comment မှာရေးပေးပါနော်ဒါမဲ့ကျွန်တော်ဒီ Facebook ပေါ်မှာကျွန်တော်ညီကိုတွေကတော့ဗောနော်ဒီရခိုင်ဒေတာကိုအာရခတ်တတို့အေးအေးစုမှုမှာကိုကတော့ကျွန်တော်အားလုံးထောက်ခံနေတယ်ဆိုရယ် comment တွေကိုကျွန်တော်တွေ့ရှိရတာပဲဖြစ်ပါတယ်ပရိသတ်တို့ကလည်းဘယ်လိုမြင်လဲ comment မှာရေးပြပါနော်တစ်ဆက်ထဲမှာဆက်လက်ပဲကျွန်တော်စစ်ကောင်စီစစ်ခွေးကောင်စီခန့်နေကျွန်တော်မနေ့ကကရီနီပြည်နယ်မြဝတီမြို့လေးကကောမြို့တစ်ကိုသူတို့ကတင်ပိုက်လိုက်ပြီးဆိုပြီးမှဂျင်းတဲ့င်းတွေကိုကျွန်တော်တွေ့ရှိရတာဖြစ်ပါတယ်ကရီနီပြည်နယ်မြဝတီမြို့တောင်ဘက်မှာရှိတဲ့လေးကကောမြို့တစ်ကိုစစ်တပ်ကဝိုင်းစီးထားပြီးဖြစ်ကြောင်းတပ်ထောက်ခံတဲ့ Telegram channel တချို့မှာဓာတ်ပုံတွေနဲ့ဗောနော်ဒီကောင်တွေကတော့အောင်ပွဲခံပြီးမှပေါ်ပြထားတာကျွန်တော်တွေ့ရှိရတာဖြစ် ်ပါတယ်။ဒါပေမဲ့လည်းလေကီကော့တမျိုးလုံးကိုစစ်တပ်ကဝေရောက်နိုင်တာမဟုတ်ပဲတချို့နေရာလောက်သာဖြစ်တယ်လို့ဒီသတင်းတတိယတွေများကဖော်ပြထားတာပဲဖြစ်ပါတယ်။စစ်ခွေးကောင်စီတပ်ဟာအောင်စီရစစ်စင်ရင်းနဲ့အာရှလန်ကြီးနဲ့တင်ရညင်တော်တပ်စခန်းတွေကိုပါမကြသေးခင်ကပြန်ထိန်းချုပ်ခဲ့ပြီးနောက်တခြားနေရာတွေကိုပါတူးချက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ယခုချိန်မှာဆင်တော့ကယ်ရီနီပြည်နယ်မြဝရမျိုးရဲ့ပေါ်တော့ယူအာတစ်ခုလေးကိုဒီကောင်တွေကတင်ပိုက်ပြီးမှတမျိုးလုံးလေးကီကော့တမျိုးလုံးကိုတင်ပိုက်လိုက်ပြီးဆိုပြီးမှမနေ့ကဝော်ရာတွေဖြစ်နေတာဖြစ်ဖြစ်ပြီးအောင် ပွဲတွေခံနေတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီကနေ့အော်တိုဘားလ9ရက်ကျွန်တော်အင်ကာနီမနပိုင်းအထူးသတင်းများနဲ့အထူးသတင်းကောင်းများပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာပထမဦးဆုံးအနေနဲ့ကြီးရှုံးမဲ့ဗီဒီယိုဖာကာကျွန်တော်စစ်တူမြို့ကိုဒီစစ်ခွေးကောင်စီတကတော့ဗောနောမတရားတဖြင့်ပုံချတက်ခတ်မှုပြုလုပ်နေချိန်မှာကျွန်တော်ပြည်သူတယောက်ကတော့ခြေတော့တစ်ဖက်ကတော့ကျွန်တော်တို့ဗောနောကျူးသွားတာဖြစ်ပါတယ်ဦးကျော်တန်းကတော့ဗောနောအခုချိန်မှာခြေတော့တစ်ခုကိုကျွန်တော်လိုချင်တယ်ဘာလို့စစ်တက်ကဒီလိုမျိုးလုပ်ရတာလဲဆိုပြီးမှကျွန်တော်ဒီမှာဦးကျော်တန်းရဲ့ရင်တွင်းနဲ့သူ့ရဲ့ရင်ဖွင့်ချက်ကိုဒီမှာနားထောင်လိုက်ကြည့်အောင်နော် ုံးကနင်းပြီးတော့ချုပ်နဲ့မြေပြီးဘောဝင်နဲ့ပေါက်ထွက်လာတော့ကျွန်တော်နင်းနေအပေါ်ကိုမမြင်ပြနဲ့ကျွန်တော်နင်းနေနောက်ထပ်လန်ကျသွားတာပေါ့လေလန်ပြီးလို့ရှိရင်ကျွန်တော်ခြေထောက်ကိုလက်နဲ့ဆန်လို့လက်မှတ်တော့တန်ထီတန်ရာထီတယ်အဲမိုက်ဆက်ထီတာရှိတယ်ခြေထောက်ကိုလက်နဲ့ဆန်ကြည့်တော့အယိုးကလူပဲငေါထွက်နေတယ်ရောက်ပြီးလို့ရှိရင်ခြေဒီခမျက်ခြေမျက်စိပြင်းတာကခြေပံကနေပြီးတော့ဒီပဲလန်ထွက်နေပြီးလို့ရှိရင်အရေဒီနဲ့တွေ့ကြံလိုက်ပြီအဲ့လိုပုံစံမျိုးစိတ်ကံစားချက်ကတော့ကိုကကျွန်တော်ကသူတို့ကိုပြီးအပြစ်တင်သူအပြစ်တင်ရမလို့ဖြစ်တော်လေးစစ်တက်ကိုပြီးဒါပေမဲ့သူတို့မှထောက်ထားတဲ့မိုက်ကလူကိုတောက်ခပြတဲ့မိုက်မျိုးဖြစ်တော်တာ ဒီမှာခြေတက်တစ်ဖက်ပြပြတခါလေးပြေသွားရင်ကျွန်တော်တို့တော်တော်ပူပြီးအဆင်ပြေသွားတာပေါ့ကျွန်တော်ဘာမှစဉ်းစားကြရလိမ့်မလို့တော့ဟိုခြေတက်တစ်ဖက်ပြဆိုတော့ကျွန်တော်ကလေဘာမှလုပ်လို့မရဘူးဒီခြေထောက်မရှိတော့လုပ်လို့မရဘူးအဲကျွန်တော်ကျွန်တော်ခြေထောက်ကိုအတိကဦးစားပေးလို့ရှင်တာပေါ့လေဘေးဖွေးဆေးကပြပြပြီး ACR ကပြပြပြီးကျွန်တော်တို့ ULA ကပြပြပြီးတခြား NGO ဖွေးဆေးကပြပြပြီးဒီခြေထောက်တစ်ခုကိုကျွန်တော်လိုချင်တာကတော့အစောဆုံးလိုချင်တဲ့စံသားတစ်ခုပေါ့ဒါရလို့ရှိမှကျွန်တော်မိသားစုဒီမှာဆက်ဝဲနေရေးကိုဟောအောင်မဟုတ် အဖုံလုံးလုံးတောင်အောင်နိနေပါပါပုံတော့ကျွန်တော်ပြည်လီအောင်လုပ်ပြနေလို့ရနိုင်ပါလိအခုအချိန်ကတော့ဒါကချင်းချင်းနေတဲ့အချိန်ပေါ့ဒီမှာနောက်ပြီးလို့ချင်းပထမကျွန်တော်မလာခင်တုန်းကတော့ဒီမှာ WF WFP ကနေပြီးလို့ချင်းရင်နေ့လာစဉ်ချင်းထောက်ပံ့လာရှိတယ်လို့ပြောဆိုကြတယ်ကျွန်တော်ရောက်ပြီးမှတလားမှမရဘူးထောက်ပံ့ချင်းကဒီအကုန်လုံးစီစဉ်ပါလေးလေးပြတ်သွားတယ်သူကကစ္စည်းတွေပါလေးလေးပြတ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒါခက်ခဲတာပဲဒီမှတ်တွေလို့ချင်းချင်းလေးခွေလို့မရဘူးနေ့လေးရှာလို့မရဘူးပြတ်တော့လေဒီနေရာမှာကျွန်တော်တက်တာခက်ခဲတယ် ကျွန်တော်ဦးကျော်တန်းဆိုတော့ကျွန်တော်စစ်တွင်မြို့ကိုဒီစစ်ခွေးကောင်စီတွေကအတင်းနမနဲ့ပေါ်တော့တိုက်ခိုက်မှုပြုလုပ်နေချိန်မှာဒီစစ်ဘေးရှောင်ရင်းနဲ့ပေါ်တော့သူကတော့ခြေတော့တစ်ဖက်ကိုပေါ်တော့လက်လွတ်ရရဖြစ်ပါတယ်အခုချိန်မှာခုနကသူပြောတော့တဲ့အတိုင်းပဲတခါတည်းပေါ်တော့ပွေချင်း ပြီးပြီးမှပေါ့နော်တည်သွားရင်ဘာမှမကိစ္စောက်ဒါပေမဲ့အခုချိန်မှာခြေောက်တစ်ဖက်လည်းပြက်နေတဲ့အတွက်ကြောင့်ပေါ့နော်စစ်ကောင်စီကိုလည်းအပြစ်မတင်ချင်ပါဘူးဒါပေမဲ့ကျွန်တော်အခုချိန်မှာခြေောက်တစ်ခုကိုလိုချင်နေဆိုပြီးမှပေါ့နော်သူကပြောချက်နေတာဖြစ်ပါတယ်ဒီလိုမျိုးအရမတွေလုံနေတဲ့ security အမြန်ဆုံးကြာရှုံးပါစေပြီးတော့ဦးကျော်တန်းကိုလည်းပေါ့နော်အမြန်ဆုံးအကူအညီရနိုင်ပါစေလို့ပဲကျွန်တော်ဆုမွန်တောင်းပြီးပြီးမှကျွန်တော် feedback ပေးလိုတာဖြစ်ပါတယ်စစ်ထဲမှာဆင်လည်းပဲကျွန်တော် Green ပြည်နယ်ဖြစ်မှာ Lake Commune မဟုတ်ပဲရွာလေးတစ်မြို့ကိုပေါ့နော်ဒီ security သိမ်းပိုက်တာကိုမြို့တစ်မြို့လုံးသိမ်းပိုက်နိုင်ပြီးပြီးကုဆွေးတို့ဆိုရင်လည်းအကုန်လုံးထွက်ပြီးပြီးတော့ဒီ Green ကျွန်တော် online တက်ဖို့ ွေတွေလည်းပေါ့နော်အားလုံးတယောက်မှမရှိတော့ဘူးဆိုပြီးမှပေါ့နော်ကြောင်မင်းမင်းကတော့ဂျင်းထည့်ပြီးမှပြောကြတော့ဖြစ်ပါတယ်ဒီဘောမတွေဘယ်လောက်ထိတောင်လိန်ပြီးမှပေါ့နော်ဘယ်လောက်ထိတောင်အောင်ချင်လဲဆိုတော့ဒီမှာကြည့်လိုက်ပါဦးနော် 6K ကိုဂျင်းပြောရမယ်6ကိုဂျင်းဆိုတာချောက်ပါဘူးအဲ 6K ကိုတော့တက်ကခုလောစေတော့ဟို 6K ကိုတော့တက်ကဒီနေ့သိမ့်ပိုက်မနေ့ကညညနေတည်းသိမ့်ပိုက်လိုက်ပါပြီ 6K ကိုနော်ဆိုတော့ဒါပေမဲ့ ဒီပြည်ပြုပ်စုမီဒီယာတွေမှာတော့အခုချိန်ထိသိပ္ပိုင်နိုင်ခြင်းမရှိသေးပါဘူးကျွန်တော်တို့ကတော့သိပ္ပိုင်ပြီးပြီးတော့ပြောပါပြီဒါပေမဲ့တို့တော့မသိပ္ပိုင်သေးဘူးတို့ကဒေကေကိုရက်ွက်အချို့ပဲတက်ကသိနေလို့ပြောတယ်ကျွန်တော်တို့မနေ့ကညနေမှာကလေးကသိတာပါတယ်ကျွန်တော်ကသတင်းမပြောသေးပဲစောင့်နေဆိုတာအစိုးရနဲ့ထုတ်ပြန်မလာလို့စောင့်နေတာအစိုးရကခုညနေဆောင်ထိတော့မထုတ်ပြန်သေးတဲ့အတွက်ကျွန်တော်အရင်ဆုံးပြောပါမယ်လေကေကိုလေကေကိုမြို့မြို့တစ်ကိုတက်ကဝင်ရောက်ပြီးတော့တက်ဆွဲနေရာယူလိုက်ပါပြီလေကေကိုမြို့သိပ္ပိုင်ပြီးပါပြီ အထက်မှာအကျွင်းကြံနေဘာတွေကြံမလဲတကောင်သားနှကောင်သားကက်ကက်ကြံမလားဆိုတာမျိုးမိုင်းနေကြံမလားဆိုတာမျိုးရှင်းလင်းလုပ်နေတဲ့အတွက်လေးကီကောမျိုးတွေကိုတက်ကပြန်လဲထိန်းချောင်းထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းပြန်လဲသိမ်းပိုင်နိုင်ခဲ့ဖြစ်ကြောင်းကိုကြေညာဖို့ကိုကျွန်တော်ထင်တယ်နောက်ထပ်24နာရီအတွင်းမှာတော့မြင်ရနိုင်ရရှိပါတယ်ဆိုတော့အဲ့တော့သူတို့ KNU က KNU KNL ထိပ်ပိုင်းကောင်းဆောင်အချို့တွေတော့ဟိုအတန်းတိတ်သွားပါပြီလေးကီကောတက်ကထိန်းပြန်ထိန်းပြီးတဲ့နောက်ဒီလက်ဆက်ချန်ပီယံရှောက်မှာရှိတဲ့နိုင်ငံတစ်ဖွဲ့တစ်ဖွဲ့တွေလည်းတချို့ယူနီဖောင်းချုပ်ပြီးတော့ထိုင်းဘက်ကိုပြေးကုန်ရပြီလဲကြားပါတယ်အဲ့တော့ဇွဲတို့ နော်တာဘောတို့လေကြီးလေကြီးပြောခဲ့ကြတဲ့အုပ်စုတွေအခုဘဲရောက်နေလေမေ့ကြကြပါဦးကျွန်တော်မေ့ကြကြပါဦးပြီးရင်တို့ရှိနေတဲ့နေရာလေးကိုလည်းတတ်သိရှင်24နာရီအတွင်းစတိုက်နေပြနေပြကြည့်ပါလို့ဘာလို့လဲတက်က24နာရီတို့ရှိနေတဲ့နေရာရောက်လာပြီးမှမဟုတ်ဘူးလို့နော်ခါကြရင်လည်းအဲ့ဒီကောင်တွေအဲ့လိုလေကြီးလေကြီးပြောလေပြောလေလေကျွန်တော်ကဒီကကြည့်ကြည့်ပြီးပြောစီစီဖြစ်နေတယ်ဘာလို့ဆိုပြောတာပဲတို့ကတော့တို့စိတ်ကမှတက်ကိုနိုင်မယ်လို့တို့ထင်နေတာတက်ကတကယ်မလုပ်ဘူးလို့ရင်တို့ထိတာပဲပြေးတာပဲထိဆုံးပြဖြစ်လာရင်တို့ထိဆုံးပြတယ်အခုငဇွဲတို့တာဘောတို့ဆိုဖြစ်လာရင်ထိဆုံးပြတာပဲလုံးဝလုံးဝခင်ဗျားဖြစ်လေချင်းမှာ PDF ညီငယ်ညီမငယ်တွေထားခဲ့ပြီးတို့ပြေးတာ ဲ့ဒါ PDF ညီငယ်ညီမကြီးညီမတကယ်ရင်ဆိုင်နေတယ်ပြဿနာကျွန်တော်ပြောတာမဟုတ်ဒီကောင်တွေ PDF ညီငယ်ညီမကြီးကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်ဒီကောင်တွေကောင်းကောင်းသိတယ်မပြောတာလို့ဒီကောင်တွေမပြောသေးတာတစ်ချိန်ကျရင်ထုတ်ပြောလိမ့်မယ်တိုက်ပွဲလည်းဖြစ်ကုန်မယ် AV တွေငါတို့ထားကြီးထွက်ပြေးတာပဲဆိုတော့ပြောလိမ့်မယ်တစ်ချိန်ကျရင်ဒါဘောလည်းပြေးတယ်စော်တော်နီလည်းစော်တော်နီကတော့ချောင်းထားပါအဲစေးဝါလည်းပြေးတယ်အဲဟိုပါလည်းငဆွဲလည်းပြေးတာပဲဘယ်ပြေးမှမသိပြေးနေနောက်ပိုင်းငဆွဲကကြည့်ရ DAV နဲ့သွားပေါင်းပြီးတော့ရောကြောင်မိုးကြောင်နဲ့လူကြောင်မိုးကြောင်နဲ့သွားပြီးတော့ဟိုလူတွေမှလည်းလူသွားနေအောင်လားမသိဘူးအဲကြာရင်တော့ DAV အနေနဲ့လည်းခင်ဗျားတို့ DAV ရေးဖွဲ့တယ်လည်းပြောချင်တာဇွဲတွေကတော့ရောက်လာလို့ခင်ဗျားတို့လက်ခံပြီးတော့ဟိုဗာလည်းခင်ဗျားတို့ဖွဲ့တော့ထည့်ထားပြီးတော့နေရာပေးတာမျိုးလုပ်နေတော့ခင်ဗျားတို့လည်း ဖောင်းတာပဲဒါခဏလေးတက်မလို့ဒါနောက်ကျတာလည်းထုတ်ကိုစူးစမ်းတာပဲလို့ခဏလေးပြောအောင်ဖြစ်နေတယ်နော်အဲ့ဒါခဏလေးသိဖို့လို့လားတာဘောလို့ AC ဝါလို့ခဏလေးစမလာခုတ်လုံးနာကိုခဏလေးကလက်ခံပေးထားပြီးတော့နေရာပေးထားရဲဆိုရင်ခဏလေးကတက်မလို့နောက်ကျတာလည်းထုတ်တာပဲအဲ့ဒါမမေ့ဘူးလို့လေအခုလောဆိုတော့ဒီကောင်လေးပြေးစရာတဖြည်းဖြည်းနဲ့အပေါက်လည်းနေကျင်းလာတယ်လို့ကြားပါတယ် ကေကုချိန်မှာဆိုတော့လေးကေကောမြို့တမြို့လုံးကိုတဲ့စစ်တပ်ကအုပ်ချုပ်ပြီးနေရာလဲယူထားပြီးဆိုပြီးတော့ကြောင်မြို့မြို့ရဲ့ဂျင်းထက်ပြောနေပြီးမှကုဆွေးတို့ပေါ်တော့တာဘောတို့ဆိုလဲပြီးသွားပြီးဆိုပြီးတော့ရှောက်ရှောက်ပြီးပြောနေတာဖြစ်ပါတယ်ဒီကောင်တွေတင်းနေတာပေါ်တော့ရွာသေးသေးလေးတစ်ခုတင်းနေတာဒါမဲ့ဒီမြို့ထဲတစ်ခုလုံးဘာမှမတင်းနိုင်သေးဘူးဒါမဲ့အဲ့လိုမျိုးဂျင်းတွေပြောပြီးတော့ဒီကောင်တွေကပေါ်တော့ဝါရတွေဖြစ်နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးဝါရတွေပြောပြီးမှဂျင်းတွေထဲနေတဲ့ဘောမတွေအမြင်ဆုံးကြာရှုံးပါစေလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်ကြောင်မြို့မြို့ခင်ဗျားစိတ်တော့မမေ့နိုင်အောင်လို့ပဲကျွန်တော်မာချင်တာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကဆင်လဲပဲကျွန်တော်ရခိုင်ကိုလဲစစ်တပ် ြင်သိမ့်ပိုက်တော့မယ်ဆိုပြီးမှဘောမတယောက်ကတော့ဗောနောမနေ့ကတက်လာပြီးမှဗောနောဒီကောင်ကထိပ်ပြောင်တဲ့ဟာဒီလီယင်ကွင်းတစ်ခုလောက်တောင်ဆန့်နေသူ့ကောင်းမှာဗောနောအဲ့ကောင်ရခိုင်ကိုလဲတဲ့စစ်တက်ကမကြခင်မှာသိမ့်ပိုက်တော့မယ်ဆိုပြီးမှဗောနောဟစ်ချီဟစ်ချဲနဲ့ပြိုးတော့တာဒီမှာချီချီကိုဟိုရခိုင်ကကောင်းနေတယ်ရခိုင်မှာတော့မတိုက်သေးဘူးမတိုက်သေးဘူးခိုင်ကဘာကြောင့်မတိုက်တာလဲဆိုတော့ကြောင်မဲတီဘောပြီးလို့ရှိရင် last show move set ဒီတုတ်ပြည့်ရဲ့လမ်းကြောင်းကြီးကပွင့်မှာဖြစ်မှာအဲတုတ်ပြည့်လမ်းကြောင်းကြီးပွင့်သွားလို့ရှိရင်ကိုကြီးတို့ဒီမှာတက်နေတဲ့ကုန်စင်းလုံးတွေကတဖြည်းနဲ့ရှော့ကြသွားလေနော်အရေးကြီးတဲ့နေရာမှာလို့အရင်တိုက် ရခိုင်ကဘာမှအရေးမကြီးဘူး။ဟောရခိုင်ကဘာမှအရေးမကြီးလဲဆိုရခိုင်ကနိုင်မှမနိုင်တာ။ကိုရွှေစီကထွက်ကုန်နေပဲသူတို့စီကိုသွားတာ။သူတို့စီကလာတဲ့ဟာအဲ့ပြီးတော့မရှိဘူး။ဝပိငချောက်ပဲရှိ။အဲ့တော့ကိုရွှေကကျွေးထားရတာများတယ်ရခိုင်အောင်ဒီကမှာရခိုင်ကကိုရွှေကိုပြန်ကျွေးတယ်ဆိုတော့အသိမရှိဘူး။အဲ့ဒါကြောင့်မို့ရခိုင်အောင်နောက်ဆုံးမှလာတယ်။ဟုတ်ပြီလား။နော်အဲ့ဒါလေးကိုမနိုင်ဘူး။ကိုပြောတာကြာလို့လမ်းကြုံလို့ဝင်ပြောတာ။နော်ဟုတ်ပြီလား။ ရခုချိန်မှာသူ့ကောင်းမှချိန်ပေါ်တော့ဒီလင်ကွင်းတကွင်းစာလောက်ရှိတယ်ဘောမကတော့တက်လာပြီးမှရခိုင်ကိုလည်းစစ်တကပြန်သိမ်းပိုက်တော့မယ်ဆိုပြီးရှောက်ရှောက်ပြီးပြောလာပြီးမှပေါ့နော်ရခိုင်ကိုမနိုင်တာကိုမနိုင်ဘူးလို့မပြောဘောဒီဘောမတွေတော်တော်ပိန်းနေဆိုဒီမှာတွေးရှိရဖြစ်ပါတယ်ဒီကောင်တွေမနိုင်တာကိုပေါ့နော်ရခိုင်ကိုကျွန်တော်ဘာမှမလုပ်ချင်သေးဘူးဆိုရှောက်ရှောက်ပြီးပြောနေတာဖြစ်ပါတယ်တကယ်တော့ဒီကောင်တွေကအေးအေးကိုကြောက်နေတာပဲဖြစ်ပါတယ်ရအောင်ဘောမရဲ့ခင်ဗျားတို့ပေါ့နော်ရခိုင်ကိုအဲ့လောက်ထိပေါ့နော်လွယ်မယ်ထင်ရင်ပေါ့နော်ဘာလို့မင်းအပါတော့ကအခုချိန်ထိခုခံပြီးမှတိုက်နေရသေးတာလဲလို့ပဲကျွန်တော်မေးချင်တာပဲဖြစ်ပါတယ်တစ်စက် မှာဆင်လဲပဲကျွန်တော်မင်းအောင်လိုက်ကိုပြောင်းရေးကတော့ဘယ်လိုဆုံးမလဲဆိုတော့ဒီမှာကြည့်လိုက်ပါဦးဒီဘောမှာပြောင်းရေးကတော့ပေါ့နော်ဖင်လန်နိုင်ငံကနေလုံးဝကိုမထင်ရလောက်တဲ့အထိကိုမင်းအောင်လိုက်ကိုဆုံးမသွားတာဖြစ်ပါတယ်မင်းအောင်လိုက်ကိုလုံးဝမကြိုက်တော့ဘူးဆိုတော့ဒီကောင်လည်းပြောသွားတာဖြစ်ပါတယ်ဒီမှာပြောင်းရေးရဲ့ပေါ့နော်သူရဲ့ secret တွေကိုထုတ်လာတဲ့ video file ကိုကြည့်လိုက်ပါဦးဖျားတင်ရှိပြသွားပြီးတော့ဗလီဆောက်လိုက်ချက်ချောင်းဆောက်လိုက်ဘုရားတည်လိုက်လုပ်နေတယ်တကယ်ကုသိုလ်ရချင်လို့ရှိရင်ပြည်သူရဲ့ဒုက္ခကိုကြည့်ပါပြည်သူရဲ့ဒုက္ခကိုညှတာပါပြည်သူရဲ့ဒုက္ခရဲ့အတွက်အခု ပြောနေတဲ့နေရာတွေမှာအကောင်းဆုံးအကောင်းဆုံးအဲပြည်သူတွေရဲ့အခုံးပေါ်မှာရှိနေတဲ့နော်ချွေးတွေပြည်သူတွေရဲ့ချွေးတွေအတက်နိုင်ဆုံးရောက်သွားမယ်ဆိုညာဘုရားတည်တာတဲ့ပို့ပြီးတော့အခုကုသိုလ်ပို့ရတယ်ဟုတ်တယ်လို့ပြောမယ်ဘုရားတည်တာလဲကုသိုလ်ရတာမှန်တယ်မဟုတ်အခုပြည်သူတွေကိုယ့်အလုပ်ကိုကိုယ်ကျေပေါလို့လို့ရှိရင် ဖျားဒေတာနဲ့ပို့ပြီးကုသိုလ်ရပါတယ်နော်ဘာကြောင့်ဆိုတော့ကျွန်တော်ဖျားဒေတာနိုင်ငံကြီးတွေအများကြီးပါနေကြလေနော်နိုင်ငံကြီးတွေအများကြီးပါနေတဲ့အတွက်ကြောင့်မလို့ကုသိုလ်ကစစ်မှန်တဲ့ကုသိုလ်လို့ဆိုရတာနိုင်ငံကြီးကုသိုလ်ဆိုတဲ့ခါကျတော့လည်းတန်ရာပါနေပါသေးတယ်နော်တန်ရာပါနေရတဲ့ကြောင့်မလို့မိမိအလုပ်ကမိမိခြေပေါ်လုပ်ပြီးတော့ပြည်သူတွေရဲ့ချွေးတွေတိတ်နိုင်အောင်ပြည်သူတွေပခုံးပေါ်မှာ တင်နေတဲ့ဗဟိုးကြီးပေါ့နော်ဟိုညော့ပါနိုင်မြညော့ပါအောင်မတရားမှုတွေပပျောက်အောင်အဲဒီအုပ်ချုပ်ရေးမှုတွေဈာမှာဟိုဖောက်ပြန်နေတဲ့အတိုင်းအတာတွေရှိတယ်ဒါတွေကိုလည်းခင်ဗျလုပ်ပေးမယ်ဟေ့ဆိုလို့ရှိရင်ဦးမြောင်လာရင်နော်မြန်မာနိုင်ငံကြီးကမခင်ဗျကုသိုလ်ဒါတကယ်ကုသိုလ်စစ်မှန်ပါနော် ကုသိုလ်စစ်မှန်ပါဒီကုသိုလ်ကများဒီယာတို့ကဆင်းတဲ့ဒီကုသိုလ်ကြံနေမှာနော်ဦးမြောင်လာကျွန်တော်ကသူနိုင်ငံကြီးကဘာကြောက်ဝေဖန်လဲဝေဖန်မှရမယ်သူတို့ရဲ့လမ်းတွေမှာမှုကအခုထားပါတော့အခုစစ်မှုတွေကိစ္စသူတို့လမ်းမှာမှုကြောင့်အောက်မှာကော့နေအောင်ခင်ဗျတို့ပြည်သူတွေခံရတယ်ဟုတ်အဲ့ကြောင့်ကျွန်တော်ဒီဦးမြောင်လာဘာကြောက်ဝေဖန်လဲဝေဖန်မှရမယ် ခုချိန်မှာဆင်လည်းပဲဖင်လန်ကနေဘောမပြောင်းရေးကြတော့ဘောနော်ကျွန်တော်လုံးဝကိုမထင်ထားဘူးမင်းအောင်လိုက်ကိုမကြိုက်တော့ဘူးမင်းအောင်လိုက်ကိုဝေဖန်သွားတာပဲဖြစ်ပါတယ်ပြီးတော့မင်းအောင်လိုက်ကိုသူလုံနေတာတွေရောဘောနော်မာယူနဲ့ကုသူတွေပါဆိုပြီးမှဒီကောင်ကတော့ဘောနော်မင်းအောင်လိုက်ကိုပြန်လဲပြီးမှဆုံးမနေတာပဲဖြစ်ပါတယ်ဘောမတွေကတော့ဘောနော်အခုချိန်မှာမင်းအောင်လိုက်ကိုတော့အားမရတွေဖြစ်နေပါပြီမတမ်းမအားရဆယ်မြင်ကုမဲ့ဖြစ်ပါတယ်ဘောမတွေလည်းဘောနော်ခင်ဗျားတို့တွန်လိုက်တက်ဖွင့်နဲ့အမြန်ဆုံးပူပေါင်းကြပါလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်ကြည့်ကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်ရှုပေးရပြည်သက်များလို့ကိုကျေးဇူးအများကြီးတင်ပါတယ်ပြည်သက်များလို့ရှိတဲ့နေရာတိတိမှာဘေကင်းလုံးချွန်ကျဲမချင်းတာချပါစေလို့ဆုမွန်တောက် popular နဲ့အားလုံးပဲ have good day but take care ပါเนาะ see you in the next video